တ်ကျန်းလေးပါရှင်။နိုဝင်ဘာလ၄ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပခုတ်ကူလေးငွင်းထိတ်မှာကုန်ကားတွေကိုငွေကောက်ခံနေတဲ့ရဲတွေပြစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးတဲ့သတင်း။ဒါကြောင့်မောင်းလာပြည့်နှစ်အတွက်မေဇလီဘူးဈေးကွက်ထဲမှာရောင်းကောင်းနေပြီးမေဇလီအပင်တွေလည်းခုန်လဲခံနေရတဲ့တဲ့။ဒေါ်ဆန်းစုကြည်ရဲ့ဂျမ်းမာရဲ့အတွက်အလွန်ဆိုးရိမ်ကြောင်းပြည်သစ်တမတာစပေးပို့တဲ့တဲ့။ နမောက်စစ်စေးဂိတ်မှာအယက်မူးနေတဲ့ရဲသုံးဦးကကားပေါ်တက်ဆဲဆူစစ်စေးတာတနားကြောကြလို့ဂိတ်ဆောင်စစ်သားကဝင်ပြောရာအချင်းချင်းစကားများတဲ့တွင်စစ်ကောက်မရှင်ရဲ့ရွေးကောက်ပွဲဟာအတုအယောင်အလဲအညာဖြစ်တယ်လို့လူအခွင့်ရေးကိုယ်စားလှယ်ပြောတဲ့တွင် Wi-Fi နဲ့အခုရက်ထဲ line ပြတ်တောက်နေပြီးလုံးဝသုံးမရတဲ့အထိဖြစ်နေတဲ့တွင် ထောင်လိုက်တိမ်ဖြစ်ထွမှုအပါအဝင်ရာသီဥတုအခြေအနေသုံးရကြောင်းတိုင်းနှင့်ပြည်နယ်အနှံ့မှာနိုဝင်ဘာလ6ရက်နေ့အထိမိုးသည်ထမ်းမဲ့တဲ့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကအကီတာခရိုင်မှာဝက်ဝုန်တွေကိုဖမ်းဆီးဖို့ကူညီမဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပကောက်ကူလင်းငွင်းထိတ်မှကုန်ကားတွေကိုငွေကောက်ခံနေတဲ့ရဲတွေပြစ်ခတ်ခံရပြီးနှုတ်ဦးသိဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပခုတ်ကူမျိုးပခုတ်ကူလေရင်ခွင်းထိပ်မှာကုတ်ကားတွေကိုပတ်စံတောင်းယူနေတဲ့စစ်ကောင်မရှင်လာအောက်ခံရဲတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဲနှစ်ဦးသေဆုံးသွားတယ်လို့ Southern YSO PDF ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ၁ရက်နေ့မနက်9:29မိနစ်အချိန်ခန့်ကပခုတ်ကူလေရင်ခွင်းထိပ်မှာကုတ်ကားတွေကိုရဲတွေကပတ်စံတောင်းခံကောက်ယူနေတယ်လို့သတင်းရရှိတဲ့အတွက် Southern တပ်ပေါင်းစုမှရဲဘော်နှစ်ဦးကစစ်သား uniform များဝတ်ဆင်ကပခုတ်ကူရဲတကြိုလမ်းမအတိုင်းဆိုင်ကယ်နဲ့မောင်းနှင်လာပြီး ကားများကိုငွေတောင်းယူကောက်ခံနေတဲ့ရဲလင်များကိုတွေ့ရှိလို့ရဲကိုပြစ်ခတ်ရာတိတ်ဆုံးပြီးအမျိုးသမီးဖြစ်သူကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုပြစ်ခတ်ရှင်းလင်းစဉ်အတွင်မီတာ200မှာစစ်တပ်ခိတ်အတွင်းကပြန်လည်ပြစ်ခတ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေက40မမဘုံဒီတလုံးပြစ်ခတ်လိုက်ရာစစ်သားတအူထပ်မံတိတ်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်း MA1 တနက်တလက်စိုက်ကယ်တစီတင်ဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။ပြစ်ခတ်မှုအတွင်းတိတ်ဆုံးသူမှာ ရဲတပ်သားရီမောအသက်28နှစ်ဖြစ်ပြီးပကောက်ကူမြို့မှာရဲစခန်းမှာတာဝန်ကျနေသူလို့သိရှိရကဖမ်းဆီးခေါ်ဆောင်လာတဲ့အဆိုပါရဲတပ်သားရဲ့မိမဖြစ်သူမှာတော့ကိုဝင်ငါလာရှိနေတဲ့အတွက်မွေးလာမဲ့ကလေးကိုတက်ညာကလိုအပ်တာတွေစစ်စစ်မြင်မြန်ပြီးပြန်လွတ်ပေးကြတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့တစားမုံလာပြင်းနေ့အတွက်မဲဇလီဘူးဈေးကွက်ထဲမှာရောင်းကောင်းနေပြီးမဲဇလီအပင်တွေလည်းခုတ်လဲခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒီဆောင်မုံလာပြင်းနေ့အတွက်မက်ဇလီပူးတွေဈေးကွက်ထဲမှာရောင်းအားအလွန်ကောင်းနေပြီမက်ဇလီပင်တက္ကူသူအပြင်အပင်လိုက်ခုတ်လဲသူတွေပါရှိနေတယ်လို့သိရှိရပါတယ်နိုဝင်ဘာလ၄ရက်နေ့ဒီကနေ့မှကြာရောက်မဲ့ဒီဆောင်မုံလာပြင်းနေ့မှာမက်ဇလီပူးတုပ်စားကြတဲ့ထုံနှံအစင်အလာရိုးရအရာဈေးကွက်ထဲမှာမက်ဇလီပူး၁၀တောင်ကို၁၀၀၀ကျပ်ဝန်းကျင်ဈေးထဲမှာရောင်းချနေပြီကိုယ်တိုင်ခူးရောင်းမှာက၁၀တောင်500ရတယ်လို့သိရှိရပါတယ်ကိုယ်တိုင်ခူးရောင်းရင်၁၀တောင်500ရတယ် ဈေးထဲမှာဆိုရင်30တာ1000နဲ့ဈေးတယ်တွေကရောင်းကြတယ်။အဲ့ဒီဈေးတယ်တွေကို30တာ900နဲ့ကိုကခူပြီးဖောက်တယ်ပေးလို့ရတယ်။အဝယ်လေးများတယ်လို့မကွေးမြို့ပေါ်ကတိတခန့်တအူးကပြောဆိုထားပါတယ်။မဲဆလီဘူးတက်ခူပြီးရောင်းချသူများပြတာကြောင့်တချို့ကမနက်အစောပိုင်းကအိယာထကတော်ရဲနဲ့လမ်းမေးကမဲဆလီဘင်းတွေကိုဓာတ်နဲ့ခုတ်လဲတာတွေလည်းရှိပြီးတစ်ပိမော်ကပြုတ်ကြလို့ဆေးရုံတင်လိုက်ရတဲ့သူတွေလည်းရှိတယ်လို့သိရှိရပါတယ်။ကျွန်တော်တို့အွန်လန်ဘတ်မှာမဲဆလီဘင်းတွေပေါ်တယ်။ မနက်အစောကတည်းကမိုးရွာရွာနဲ့သွားကြတာမိသားစုလိုက်အပင်နေခုတ်လဲပြီးအောက်ရောက်မှချွေယူဈေးရောက်ကြရတာ တချို့ကအပင်ပေါ်တက်ခူကြတယ်တက်ခူတော့အခုမိုးရွာနေတဲ့အချိန်မလို့ခြေချော်ပြီးပြုတ်ကြတဲ့သူတွေလည်းရှိတယ်စီယုံကြီးရောက်တဲ့သူအခုမနက်တည်းနှစ်ယောက်တောင်ရှိတယ်လို့အောင်လံမြို့နယ်ကဒေသခံတအူးကပြောဆိုထားပါတယ်ဒဇာမုံလာပြင်းနေ့ည12နာရီမှာမေဇလီဘူးကိုတုံ့စားပါကဈေးပေါင်းခရဲဆိုတဲ့ရိုးရာယုံကြည်မှုလည်းရှိတာကြောင့် ဒီကနေ့တစားမုံလာပြည့်နေ့မှာမက်ဇလီဘူးကိုခုယူရောင်းချစားတောက်သူတွေရှိနေတာလို့သိရှိရပါတယ်ရှင်တတိယသတင်းတော့အနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအတွက်အလွန်ဆိုးရင်ကြောင့်ပြင်သစ်သမ္မတစာပေပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကဒေါအောင်ဆန်းစုကြည်ထံကိုစာပေပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့် သူမကိုမမေ့ပါကြောင်းနဲ့သူမရဲ့ကျမ်းမာရေးအခြေအနေဆွေးရလာမှုကို အလွန်ဆိုးရင်မိပါကြောင်းပြင်သစ်သမ္မတရဲ့အစာမရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်ပြည်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်ကိုလိမ့်မှုကစာရေးသားခဲ့ခြင်းဖြစ်ပြီးအဲ့ဒီစာကိုတားဖြစ်သူကင်အဲရီထံကိုပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။စာထဲမှာတရားမျှတမှုမရှိတဲ့ဖန်စီချုံအောင်ခံထားရတဲ့အခြေအနေမှာဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေယိုယွင်းလာကြောင်းနဲ့တင်းလျော်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုခံယူရန်အခက်အခဲကြုံတွေ့နေရကြောင်း တားဖြစ်သူကင်ရီထံကထုတ်ဖော်ပြောဆိုမှုကတစဉ်သိရှိရပြီးမိษွေအတွက်ကျွန်ုပ်အလွန်စိုးရိမ်မိပါတယ်လို့ရေးသားထားတာကို တွေ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်တမတရဦးဝင်းမြင့်အပါအဝင်ဆရာနာတင်ပြီးနောက်ပိုင်းနိုင်ငံရေးအရာဖန်စီအချင်းချခံရသူအားလုံးကိုချွင်းချက်မရှိပြန်လွတ်ပေးဖို့နဲ့မြန်မာနိုင်ငံမှာ၅နှစ်နေပါအကြက်အတဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုရေးသားခဲ့ပြီးပြည်သစ်တမတရရဲ့အဆိုပါပေးစာကိုအော်တိုဘားလာတရက်နေ့မှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဒေါက်ဆန်းစုကြည်ရဲ့တောင်းငင်ဖြစ်သူကင်အရစ်ကလည်းပြင်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာနိုင်ငံအထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှေဘီမှတဆင်းပြင်သစ်သမ္မတမက်ခရွန်ထံမှဒေါက်ဆန်းစုကြည်ထံပေးပို့တဲ့ပုံကိုရေးစာကိုလက်ခံရရှိခဲ့ကြောင်းနဲ့ပြင်သစ်သမ္မတနဲ့ပြင်သစ်ပြည်သူများမိမိနဲ့မြန်မာပြည်သူတွေအပေါ်တနာကယူနာထားပြီးအမြဲတမ်းထောက်ခံအပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါကြောင်းပြီးခဲ့တဲ့နိုင်ပိုင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချို့အနောင်ထဲမှာကျန်းမာရေးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတစ်လျှောက်လုံးကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပါတယ်မိမိလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်တိုက်ခအတွက်သာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်ပြည်သူနိုင်ငံရဲ့တနာကယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပီးတာခြင်းတို့အတွက်ကျွန်တော်လှိုက်လိုက်လဲလဲခံစားရပါတယ်ဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာ ကမ္ဘာတဝန်းကလူတွေကို အသိပေးလိုက်တဲ့စည်ရေးဆိုင်ရာခေါင်းဆောင်မှုတစ်ရက်ဖြစ်တယ်လို့ KRA ကအေးသားထားတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နမောက်စစ်စည်ရေးဂိတ်မှာအရင်မူးနေတဲ့ရဲတုံးဦးကကားပေါ်တက်ဆဲဆိုစစ်စည်တာတနားရီကျော်ကြာတာကြောင့်ဂိတ်ချောင်းစစ်သားကဝန်ပြောရာအချင်းချင်းစကားများတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မန္တလေးလမ်းမကြီးပေါ်ကနမောက်စစ်စည်ရေးဂိတ်မှာစစ်ကောင်မရှင်ရဲတပ်ဖွဲ့က အရဲဝင်းနဲ့ကားပေါ်တက်ပြီးစစ်စေးကခရီးတဲ့တချို့ကိုချိန်မောင်းဆဲဆိုပြီးရင်မောမှာပါလာတဲ့အမျိုးသမီးငယ်တွေကိုကာယအိမ်ကြီးပြပြားတဲ့အထိထိကပားယူပါပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ3ရက်နေ့ည10:00နာရီအချိန်ခန့်ကခရီးတဲ့ Expect ကားတစ်စီးကိုနမအထွတ်စစ်ကောက်မရှိစစ်စေးခဲ့အရာမှာအရဲဝင်းနဲ့ရဲသုံးယောက်တက်လာပြီးရင်မောပါအိမ်နေတဲ့အမျိုးသားလူငယ်တဦးကိုကားပေါ်ကဆွဲချကဆဲဆိုတယ်လို့သိရှိရပြီးရင်မောပါလူအကုန်ကားပေါ်ကဆင်ခိုင်းကား တယောက်စီကိုအယံမူးနေတဲ့ရဲတွေကရစ်တယ်လို့သိရှိရပါတယ်။ကောင်လေးတယောက်ကိုကားပေါ်ကဆင်ခိုင်းတာဆဲဆိုပြီးမှမိန်းကလေးတွေကအကုန်ကားပေါ်ပါလူ30ကျော်ကိုဆင်ခိုင်းတာသူတို့ကမူးနေတာအဲဂိတ်ကရဲတွေမူးပြီးခရီးသည်တွေကိုဆဲဆိုတာဘာမှမလုပ်ဘဲနဲ့နော်စီရီလေတုံးပုံရရလို့မျက်မြင်တွေ့ရှိသူခရီးသည်တအူးကပြောဆိုထားပါတယ်အချိန်အတော်ကြာစစ်ဆေးနေချိန်ဂိတ်တာဝန်ကြစစ်သားကအဲ့ဒီရဲတွေကိုစစ်ဆေးတာရက်ဖို့ပြောတယ်လို့သိရှိရပြီး ရဲနဲ့တက်စကားများကြတယ်လို့ဆိုထားပါတယ်။ရဲ၃ယောက်ကမူပြီးတောင်းကျမ်းနေတာအတော်ကြတယ်တနားရီကြုံမယ်ထင်တယ်။တယောက်စီကိုဗလိုင်းကြီးအော်လိုက်ချိန်၆လိုက်နေမိန်းကလေးတွေကိုလည်းလက်တွေပါတွေကင်တာကြာတော့အဲဂိတ်ကစစ်သားတယောက်ကလာပြီးဂိတ်ကတာဝန်ကြဖို့ကကားကိုစစ်တာရက်ဖို့ပြောကြောင်းလာပြောတယ်။အချိန်ကြာနေပြီဆိုပြီးအဲ့ကမှမူးနေတဲ့ရဲတွေကငါတို့ကိုစစ်ခိုင်းတော့ငါစစ်ခိုင်းပြီအခုပါလေမင်းတို့ကငါတို့ရဲတွေကိုဘာထင်လဲတွေပါစစ်သားတွေကိုပြောတာ အဲ့စစ်သားကလည်းပြပြလဲလဲပြောတယ်။ကြာနေလို့ပါပေါ့။ဗိုလ်လေးကပြောခိုင်းလို့ပါဘာညာနေ။အဲ့မှာစကားအခြေအတင်တွေဖြစ်ကြတယ်။အောက်ချက်မှာအခုလို့ဖြစ်နေတာကိုသူတို့အထက်ကလူတွေကလည်းမသိဘူးထင်တယ်လို့ထပ်မံပြောဆိုထားပါတယ်။ရန်ကုန်နဲ့မန္တလေးလမ်းမပေါ်ကစစ်ကောက်မရှင်ရဲ့စစ်စေးရေးဂိတ်တွေမှာစစ်သားတွေထက်ရဲယူနီဖောင်းဝတ်တွေကပုတ်ဆိုးနေပြီးစစ်စေးရေးဂိတ်ရောက်တိုင်းလမ်းစင်းလျှောက်ခိုင်းတာငါမင်းဆောင်မပုံနေကိုင်မာကလူကြီးလူငယ်မရွေးဖားခုံခိုင်းတာအပြင်းမရှိပဲဒူးထောက်ခိုင်းတာတွေပါလှောက်ခိုင်းပြီး ရန်ကုန်မန္တလေးလမ်းကစစ်ဆေးခိတ်ပေါင်း100ကျော်ရဲ့စစ်ဆေးမှုဒဏ်ကိုခရီးသွားတိုင်းကြုံနေရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောမရှိရဲ့ရွေးကောက်ပွဲဟာအတူအယောင်အလိန်အညာဖြစ်တယ်လို့လူအခွင့်အရေးကိုယ်စားလှယ်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်ဒိုအန်ဒူးကစစ်ကောမရှိကျင်းပဖို့စီစဉ်နေတဲ့ဒီဇင်ဘာရွေးကောက်ပွဲဟာ အတူအရာအလဲအညာဖြစ်တယ်လို့အော်တိုဘာလ30ရက်နေ့ကကုလသမဂ္ဂမှာရှင်းလင်းပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီကိုမြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာတင်သွင်းပြီးနောက်မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးကုလသမဂ္ဂမှာရှင်းလင်းပြောကြားရမှာအခုလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။အတိုက်အခံနိုင်ငံရေးကောင်းဆောင်တွေကိုဖန်စီချုံနောက်အချင်းချပြီးနှိမ့်ဆက်နေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရှိနိုင်မှာမဟုတ်ဘူးလို့ Joe Andrew ကပြောကြားသွားပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND အပါအဝင်နိုင်ငံရေးပါတီ၄၀ကိုဖျက်သိမ်းထားခြင်းဆရာနာပိုင်းတွေကိုဝေဖန်တာနဲ့အမှန်တရားကိုအစီရင်ခံတာဥပဒေနဲ့မညီတဲ့အချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရေကောက်ပွဲမရှိနိုင်ပါဘူးလို့လဲဆိုထားပါတယ်လက်ရှိမှာနိုင်ငံရေးအကျဉ်းသား၂200ဟာထောင်ထဲမှာရှိနေတယ်လို့ပြောဆိုထားပါတယ်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်းအကြမ်းဖက်မှုဆက်လက်ရှိနေတဲ့ရွေးကောက်ပွဲတွေကိုဆက်မလုပ်တဲ့ညာရှင်းလင်းပြတ်သားစွာပြောကြားထားကြောင်းသူကပြောပါတယ် ကျွန်တော်ကအဖွဲ့ဝင်နိုင်ငံတွေအားလုံးအာဆီယံရဲ့ဥဆောင်မှုကိုလိုက်နာဖို့နဲ့ဒီရွေးကောက်ပွဲကိုတရားမဝင်အဖြစ်သတ်မှတ်ဖို့တိုက်တွန်းခဲ့ပါတယ်လို့ပြောကြားပြီးအနည်းဆုံးတော့ရွေးကောက်ပွဲလေ့လာသူတွေလုံးဝမစိလွတ်ဖို့တိုက်တွန်းခဲ့တယ်လို့ပြောဆိုထားပါတယ်မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုအခြေအနေတွေဟာ2025ခုနှစ်မှာတိတိတတ်တာပုံမှုဆိုးရွားလာနေတယ်လို့တွန်အန်ဂျူးကပြောကြားထားပါတယ်ဒါအပြင်ပြင်အားခွန်တသမခွန်ငလျင်တန်ရဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ ကြားဖြန့်ဝေလိန်စင်တာတွေအကြောင်းလဲရှင်းလင်းပြောကြားသွားပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အရေးယူဆောင်ရွက်ဖို့ပြက်ကွက်နေတဲ့လုပ်ရက်တွေကိုလှုံ့ဆော်ကြဖို့တိုအန်ဒရူးကတောင်းဆိုသွားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Wi-Fi နဲ့အခုရတဲ့ line ပြတ်တောက်နေပြီးလုံးဝသုံးမရတဲ့အထိဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမကိုတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာ internet Wi-Fi connection ကျပြီးသုံးလို့မရတဲ့အထိဖြစ်နေတာလေးရက်ခန့်ရှိနေပြီ Wi-Fi ဆက်သွယ်ရေးကုမ္ပဏီတွေအားလုံးဖြစ်နေတာလို့သိရှိရပါတယ်။အော်တိုဘာလ31ရက်နေ့ကစတင်ကဒီကနေ့နိုဝင်ဘာလ4ရက်နေ့အထိအင်တာနက် Wi-Fi connection ကျပြီး line နှေးကွေးကသုံးမရတဲ့အထိဖြစ်နေပြီးဖုန်းအင်တာနက်ဖွင့်သုံးနေကြရတယ်လို့သိရှိရပါတယ်။ဖုန်းအင်တာနက်ဖွင့်သုံးနေရတယ်။ဖုန်းဘေးတစ်ထောင်ကို900 MB လောက်ပဲရတယ်။ TikTok ကြည့် Facebook ကြည့်ရင်မကြဘူးကုန်တာ။အခု Wi-Fi နဲ့မရတော့တနေ့ကိုအန်တီတို့ဆိုရင် ဖုန်းအင်တာနက်သုံးဖို့ဖုန်းပေဖို့9000ကျော်6000လောက်ကုန်တယ်လို့ဈေးတယ်တဦးကပြောဆိုထားပါတယ်။အင်တာနက်ကိုရဲ့ချိတ်ဆက်မှုဆိုးရွားနေတာနဲ့ပတ်သက်ပြီးဆက်သွယ်ရေးကုမ္ပဏီတွေကတောင်းပန်ထားပြီးပြန်လည်ပြုပြင်နေတယ်လို့ပြောဆိုထားကြပါတယ်။ပင်လယ်ရေအောက်မှာဖြစ်တာလို့ကြားတယ်။ဟုတ်မဟုတ်တော့မသိဘူး။သူတို့ကတော့အရာကြီးပြက်တာလို့ပြောတာပဲ။ Wi-Fi ပေါ်ပြီးသုံးမရတော့တာလို့ရန်ကုန်မြို့ကဒေသခံတပူကပြောဆိုထားပါတယ်။ဆက်သွယ်ရေးကုမ္ပဏီတွေက Aspin ချိုရင်လို့ International Atlin အပြည့်ဖြစ်လို့ အလစ် issue ဖြစ်လို့အဓိကပင်မဆက်ကြောင်းလိုင်းတွေပြတ်တောက်လို့အင်တာနက်ပြတ်တောက်နေတာလို့ဆိုကရှင်းလင်းဖော်ပြထားပြီးတယ်လီနော UNIFTTH မြန်မာနယ် Unilink မြန်မာဘုတ်ဘန်းတယ်လီကို MPD ချင်းတွင်နယ် Mindel 5V ဘုတ်ဘန်း Fiber Internet ရတနာဘုံ High Internet WNET Atom Fiber Mahana Ocean Way စတဲ့ Wi-Fi ကုမ္ပဏီတွေလိုင်းပြတ်တောက်နေတာလို့သိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ downline တိမ်ဖြစ်ထွန်းခြင်းအပါအဝင်ရာသီဥတုအခြေအနေ၃ရက်ကြောင်းတိုင်းနယ်ပြည်နယ်အနှံ့မှာနိုဝင်ဘာလ6ရက်နေ့အထိမိုးသည်ထံမဲ့သတင်းကိုတင်ဆက်ပြပါမယ်ရှင်။အရှိဘက်မှရွေလျားလာတဲ့လေဝေလိုက်များဘင်္ဂလားပင်လယ်အော်အရှိအလဲပိုင်းနဲ့အတူဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျုံးမော်ကန်ယူရန်ဒေသအနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရေဝန်းတို့မှာအထက်ပင်တက်လေအကောက်ရမှာ downline တိမ်ဖြစ်ထွန်းမှုအကောက်နဲ့အတွက် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းရာသီဥတုအခြေအနေတွေဖြစ်ပေါ်နေတယ်လို့မိုးစလကအသိပေးခဲ့ပါတယ်။အဲဒီလိုရာသီဥတုအခြေအနေ၃ရက်ကြာဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှနိုဝင်ဘာလ၆ရက်နေ့အတွင်းရန်ကုန်တိုင်းနေပြီးတော့မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မိုးပြင်းနဲ့စခိုင်ပြင်းနဲ့ရှမ်းပြင်းနဲ့တို့မှာမိုးသည်ထန်စွာရွာသွန်းနိုင်အောင်တည်ရှိရပါတယ်။ အဲ့ဒီလိုမိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျက်ရပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝပြည့်ရမြဲတွေဖြစ်ပေါ်နိုင်တာကြောင့်အဲ့ဒီဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနေနဲ့ထိုင်သူတွေအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရည်ကြီးရရှမှုအနေရတွေကိုကြိုတင်သတိပြုရှောက်ရှားနိုင်မှုမိုးစလကအသိပေးထားကြောင်းသိရှိရပါသည်။ ဒါအပြင်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တန်းရင်းနဲ့ဆယ်မြောင်းတတမန်တွေအနေနဲ့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့ကိုလည်းမူဇလာကအသိပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကအကီတာ KI မှာဝက်ဝန်တွေကိုဖမ်းဆီးဖို့ကူညီမဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာတော်ရိုင်းဝက်ဝန်တွေကိုဖမ်းဆီးရမှာအကူအညီဖို့အတွက်တိုက်ခိုက်ရေးတပ်ကတပ်ဖွဲ့ဝင်တွေကိုအကီတာခရိုင်တို့ဆေးလုပ်ဖို့စီစဉ်နေပါတယ် တော်ရိုင်းဘောဘုံတွေကိုဖမ်းဆီးမဲ့အစီအစဉ်ဟာလဲလာမဲ့ဗုဒ္ဓဦးနေ့အစောပိုင်းမှာစတင်နိုင်တယ်လို့သိရှိရပါတယ်။ဂျပန်မြောက်ပိုင်းဒေသမှာတော်ရိုင်းဘောဘုံတွေကလူသားတွေကိုတိုက်ခိုက်မှုများစွာရှိခဲ့ပြီးတိုက်ခိုက်ခံရသူတွေကတချို့ဟာဒဏ်ရာရခဲ့ကြပြီးတချို့ကတော့သေဆုံးခဲ့ကြပါတယ်။ဒါကြောင့်ဒေသခံတွေကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုတော်ရိုင်းဘောဘုံတွေဖမ်းဆီးရမှာကူညီပေးဖို့တောင်းဆိုခဲ့ကြတာပါ။ကာကွယ်ရေးဝန်ကြီးဌာနဟာတိုက်ခိုက်ရေးတပ်ကတပ်ဖွဲ့ဝင်တွေကိုကာဇူနိုမြို့သို့ဥစွာဆေးလွှတ်ဖို့စီစဉ်နေပြီး နောက်ပိုင်းမှာအိုဒန်နဲ့ជីတာကတီမျိုးတွေကိုဆစ်လို့မယ်လို့သိရှိရပါတယ်။အခြားမျိုးနယ်တွေကလည်းကောက်ဝေးဝင်ကြီးဌာနကိုအကူအညီတောင်းခဲ့ပုံရပါတယ်။အကူအညီပေးရေးလုပ်ငန်းတွေမှာတစ်တာထောင်ချောက်များပို့ဆောင်ခြင်းနဲ့တိုက်ဆိုင်ခြင်းဒေသခံအမဲလိုက်အသေးဝင်တွေကိုသတ်မှတ်နေရများသို့ပို့ဆောင်ခြင်းဘောဘောအသေးကောင်များကိုဖိရှားခြင်းနဲ့မြေမြုပ်ဖို့တွင်းများတူးခြင်းတို့ပါဝင်ပါတယ်။တိုက်ခိုက်ရေးတပ်ကအဖွဲ့ဝင်တချို့ခရိုင်တောင်ဝင်ရှိသူတွေနဲ့ဒေသခံမုတ်ဆိုးတွေဟာ ပြီးခဲ့တဲ့သတင်းပတ်ကအကီတာမျိုးကစက်ထဲတစ်ခုမှာတင်းနှန်းတက်ရောက်ခဲ့ကြပြီးဝက်ဝန်တွေကိုတွေ့ရင်မလုပ်ရမယ်ဆိုတော့ကိုသူတို့တင်ကြားခဲ့ရတာလို့သိရှိရပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့အသေးစိတ်အချက်အလက်တွေကိုအပိတန်ညှိနှိုင်းပြီးတဲ့နောက်အကီတာ KI နဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးထောက်ပံ့ရေးလုပ်ငန်းတွေစတင်မှုအစီအစဉ်ထားတယ်လို့သိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့ မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှိစနစ်ဆိုးလောက်ကနေအမြန်ဆုံးမြတ်မြောက်ပါစေကြောင်းနဲ့သဘာဝဘေးရနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။